င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံဒူအောင်တော်လဲအင်အားစုတွေနဲ့ဟန်ချက်ညီလက်တွဲပူးပေါင်းကစစ်ကောင်စီကိုအပြေးအတန်ချိန်မုံတော်လန်သွားမယ်လို့တရားနယ်လေကကြေညာပါတယ်အာရခတက်တော်အေအေကတိုက်ခိုက်လာမှာကိုစိုးရိမ်နေတဲ့အတွက် ပဲဂိုးတိုင်အုံးရှိပင်မြို့နယ်မိုးထီတောင်မှာခံစစ်ပြင်းစင်နေပြီးအုံးရှိပင်ပဒေါင်းလက်တလျှောက်ကရွာတွေကိုစစ်တပ်ကလက်လက်ကြီးတွေနဲ့နေစဉ်ပိတ်ခတ်နေတဲ့တဲ့င်းပါဝင်ရန်ကုန်ခေတ္တရဲ့မလက်ကတဲ့င်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့င်းတစ်ပုဒ်ကတော့ မြန်မာနိုင်ငံဒူဝန်ကတော်လန်အင်အားစုတွေနဲ့ဟန်ချက်ညီလက်တွဲပူးပေါင်းကအကြမ်းဖက်စစ်ကောင်စီကိုအပြည့်တန်ချိန်မုံတော်လန်သွားမယ်လို့ TNL ကထုတ်ပြန်ကြေညာလိုက်ပါတယ်။မနေ့ကကြာရောက်တဲ့62နှစ်မြောက်တောင်မျိုးသားတော်လန်ရဲ့ထိမ့်မှတ်ထုတ်ပြန်ချက်တဲမှာ TNL ကအခုလိုပြောဆိုထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။တောင်ဒေသခံပြည်သူရဲ့တော်လန်အောင်သီးအောင်ပွင့်ကို ရေရှည်ထိမ့်သိမ်းထားနိုင်ရန်အတွက်မြန်မာပြည်တော်လုံးကတော်လန်အင်အားစုတွေနဲ့ဟန်ချက်ညီလက်တွဲပူးပေါင်းက မြန်မာစစ်ကောင်စီကိုအပြင်းတန်ချိန်မုံတော်လန်သွားမှာဖြစ်တယ်လို့လည်းတရားနယ်ကကြေညာလိုက်တာဖြစ်ပါတယ်။ဒါအပြင်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးဟာတောင်းနိုင်ငံရေးတိုင်ပင်ခံကောင်စီ TPCC ဥဆောင်ရေးဆွဲထားတဲ့နိုင်ငံရေးလမ်းပြမြေပုံတိုင်းတော်လိုင်းအင်အားစုနိုင်ငံရေးပါတီနဲ့အရက်ဖက်အဖွဲ့အစည်းတွေကိုအခြေခံကတော်လိုင်းကာလအစိုးရအစီအမံကိုအတည်ပြုကပြည်သူအစိုးရတရက်ကိုအ мян ဆုံးပေါ်ပေါက်လာရန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်းဆိုထားပါတယ်။ DNL ရဲ့မဟာမဲ ကိုကံ MND နဲ့ရခိုင် A တပ်တော်တို့ကလည်း TNL ရဲ့ထုတ်ပြန်ကြညာချက်တွေအပေါ်ကိုအပြုသဘောရှုမြင်ပြီးမျှော်မှန်းထားတဲ့ရည်မှန်းချက်တွေအမြန်ဆုံးပေါ်ထွန်းလာစေဖို့အတွက်လည်းစုမုံတောင်းပေးခဲ့သလို အောင်ပွဲနဲ့တူအခက်အခဲအတားအဆီးတွေကိုလည်းကောင်းတူဆိုးဘက်စိတ်သက်ညီတော်မဟာမိတ်ဆက်တဲ့အပြင်နဲ့ဝိုင်းဝန်းအတူဖြည့်ရှင်းဖို့အသင့်ရှိနေတယ်လို့လည်းထုတ်ပြန်ကြညာထားပါရဲ့ရှင်။ ရခိုင်ပြည်နယ်တရင်တဘုတ်ကိုတက်ဆက်ပေးကြပါရယ်ရခိုင်ပြည်နယ်တောင်ကုန်းမြို့ကနေအာရခတက်တော်အေအေကပဲခူးတိုင်းပဒေါင်းမြို့နယ်အုံးရှိပင်မြို့အတွင်းကိုဝင်ရောက်တက်ခိုက်လာမှာကိုစွေနေအတွက်အုံးရှိပင်မြို့နယ်မိုးထီတောင်မှာခန့်စစ်ပြင်းစင်နေပြီးအုံးရှိပင်ပဒေါင်းလမ်းတစ်လျှောက်ရွာတွေကိုစစ်တပ်ကလက်လက်ကြီးယူနေနေစဉ်ပြစ်ခတ်နေရလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်အုံးရှိပင်ပဒေါင်းလမ်းပိုင်းမှာအကြက်ဖက်စစ်တပ်နဲ့တော်လန်ရေးတပ်ဖွဲ့တွေကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးရနောက် အကြမ်းဖက်စစ်တပ်ကလမ်းပိုင်းတစ်လျှောက်ကကြီးရော်ရီဘက်ကိုနေ့စဉ်လက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေကြအောင် ကျေးရွာတွေကပြည်သူတွေဟာအုံရှိပင်မြို့ပေါ်ကိုစစ်ဘေးတိတ်ဆောင်မှုတွေရှိလာတယ်လို့လည်းသိရှိရပါတယ်။ဇန်နဝါရီလ12ရက်နေ့ညနေပိုင်းကလည်းအုံရှိပင်မြို့မှာအကြမ်းဖက်စစ်တပ်ကစစ်တပ်လက်ထီးတွေမောင်းနှင်လေ့ကျင့်နေပြီးမြို့ပေါ်မှာလည်းစစ်ကားအဝင်ထွက် များပြားကအေရရီတန်းဘကိုးတိုင်းနဲ့ရခိုင်ပြည်နယ်ဘက်ကိုစစ်ကောင်စီတပ်သားတွေပို့ဆောင်မှုတွေရှိနေတယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ဟာအုံရှိပင်မြို့နီး မိုးထီတောင်မှလည်းအင်အားအများအပြားနဲ့ခန့်စစ်ပြင်ဆင်နေကလက်လက်ကြီးတက်ဆင်မှုတွေပါပြုလုပ်နေတာဖြစ်ပြီးအခိုင်အမာတက်ဆွဲနေရလို့လည်းသိရှိရပါတယ်။အုံရှိပင်မြို့ပေါ်မှာရှိတဲ့တက်အချုပ်ကိုလည်းပြည်မြို့ဘက်ကိုရွှေ့ပြောင်းမှုတွေလှုပ်ဆောင်နေပြီးစစ်တပ်သုံး DC ကားတွေပေါ်မှာလည်းလက်လက်ကြီးတွေတက်ဆင်ထားကဂျမ်ပါတွေလည်းထပ်တိုးတက်ဆင်ထားရလို့လည်းသိရှိရပါတယ်ရှင်။ ရန်ကုန်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်ရန်ကုန်မြို့မင်္ဂလာတောင်မြို့မြို့နယ်မှာကာနစီတိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာအတိုက်ခံရတဲ့ကားပေါ်မှာလိုက်ပါလာသူအသက်34နှစ်အရွယ်ရှိတဲ့ကိုရန်နိုင်မင်းကိုကားတိုက်မှုဖြစ်ပွားရာအနီးရက်ကွက်ကလူမိုက်အဖွဲ့ကဝိုင်းဝန်းရက်နေတာကြောင့်တေဆုံးခဲ့ရလို့တေဆုံးသူရဲ့မိတ်ဆွေအချို့ကရန်ကုန်ခေတ္တတင်နာကိုပြပြပါရယ်ပြီးခဲ့တဲ့ဇန်နဝါရီလ4ရက်နေ့က မင်္ဂလာတောင်ညွတ်မြို့နယ်135လမ်းထိပ်မှာအသက်36နှစ်အရွယ်ရှိတဲ့ကိုရန်နိုင်မင်းနဲ့မိသားစုလိုက်ပါလာတဲ့ကားကိုအခြားကားတစ်စီးကဝင်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။အဲလိုရင်တိုက်မှုဖြစ်ပွားပြီးရဲ့နောက်မှာဝင်တိုက်ခဲ့တဲ့ကားသမားနဲ့အတိုက်ခံရတဲ့ကားဥမာပါလာတဲ့ကိုရန်နိုင်မင်းတို့ဟာစကားပြောနေစဉ်တွင်ရဲကွက်အတွင်းကမာကာဥဆောင်တဲ့လူမိုက်ဖွဲ့ကရောက်ရှိလာပြီးဝင်တိုက်ခဲ့တဲ့ကားသမားကိုပြန်ခိုင်းခဲ့လို့လည်းသိရှိရပါတယ်။အဲနောက်အတိုက်ခံရတဲ့ကားပေါ်ကကိုရန်နိုင်မင်းကို မာကားနယ်အဖွဲ့ကအကြောင်းမဲ့ဝိုင်းဝန်းရိုက်နှက်ခဲ့လို့လည်းသိရှိရပါတယ်။ကိုရနိုင်မင်းရဲ့ဇနီးဖြစ်သူကိုလည်းအင်ဂျီဦးအစားတွေကိုလူမိုက်အဖွဲ့ကဆွဲဖြဲရိုက်နှက်ခဲ့လို့လည်းသိရှိရပါတယ်။ကိုရနိုင်မင်းကတော့မာကားဦးဆောင်တဲ့လူမိုက်အဖွဲ့ရဲ့ဝိုင်းဝန်းရိုက်နှက်မှုကြောင့်ဒဏ်ရာရှိခဲ့ပြီးဇန်နဝါရီလ6ရက်နေ့မှာတည်ဆုံးခဲ့ရလို့လည်းသိရှိရပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးရဲစခန်းမှာတွားရအမှုဖွင့်တင်ကြားခဲ့ပြီးမဲ့လည်းရဲတွေကရဲလက်မှုမှာပါဝင်သူတဦးကိုသာဖမ်းဆီးအရေးယူပြီးကြံရှိနေတဲ့သူတွေကိုဖမ်းဆ စီခြင်းမရှိဘဲလွှတ်ပေးထားရလို့လည်းသိရှိရပါတယ်။နောက်ဆုံးထပ်မံရရှိထားတဲ့တရင်အချက်လက်တွေအရလူမိုက်မာကအဖွဲ့ဟာစစ်တပ်လက်ကင်ထုတ်တွေတရင်ပေးတွေဖြစ်ကြပြီးပြူစောထီးတွေလိုရဲနဲ့စစ်တပ်တွေအလုတ်လုတ်ပေးနေသူတွေဖြစ်တယ်လို့လည်းဒေသပြည်သူတွေကပြောပါရရှင်။ ဒီတစ်ခါမှာတော့ရခိုင်ပြည်ကြောက်တော်မြို့လူနေရပ်ကွက်တွေနဲ့ဈေးကိုစစ်ကောင်စီကဘုံကျဲချခဲ့ရမှာအ ਨੇ ဆုံးပြည်သူ၈ဦးဟာသေဆုံးခဲ့ရလို့ဒေသပြည်သူတွေစီကလည်းသိရှိရပါဗါးအရခတပ်တော်ရဲ့ထုတ်ပြန်ချက်ထဲမှာတော့စစ်ကောင်စီကဘုံ15လုံးခန့်ကျဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေးဆုံးမှုအသေးစိတ်ကိုတော့ထပ်မံထုတ်ပြန်သွားမယ်လို့လည်းသိရှိရပါတယ်။ကြောက်တော်မျိုးဟာအရခတက်တော်အေအေထိန်းချုပ်သိမ့်ပိုက်ထားတဲ့မြို့နယ်တစ်ခုဖြစ်ပြီးစစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတမင်တကာရွေချက်ရှိရှိနဲ့လေချောင်းကနေဘုံကျဲတက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းအရခတက်တော်ကပြောပါတယ်။အာနာသိန်စစ်ကောင်စီကရခိုင်ပြည်တွင်းမှာလက်ရှိဘုံကျဲတက်ခတ်မှုတွေအလုံးဟာတရားပေါ်ကြောင့်လည်းလုံရဖြစ်တယ်လို့စစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်တယ်လို့လည်း အရခတက်တော် A ရဲ့ပြောခွင့်ရဥခိုင်ဒုက္ခကပြောပါရယ်အလားတူကရင်နေနဲ့ရှမ်းပြည်နယ်အဆက်ဖဲခုံမြို့နယ်အတွင်းကိုလည်းမနေ့ကမနေ့ပိုင်းမှာစစ်တပ်ကလင်းတွင်နဲ့ဘုံကျဲချတိုက်ခိုက်ခဲ့တယ်လို့ဒေတာစစ်သတင်းမြစ်တွေကပြောပြပါရယ်ဘုံကျဲချတိုက်ခိုက်ခဲ့တဲ့နေရာဟာဖဲခုံမြို့နယ်လက်ဤကျွရအနီးမှာဖြစ်ပြီးလင်းရင်နဲ့ပေါင်900ဘုံတွေအပါအဝင်ဘုံနှစ်ကျင်းကျဲချခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါရယ်ရှင် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ဘဂိုးတန်ဒိုက်ဦးအချင်းထောင်မှာအချင်းချကန်ထားတဲ့နိုင်ငံရေးအကျဉ်းသားကိုမျိုးမင်းဦးဟာထောင်ချနေစဉ်အတွင်းလုံလောက်တဲ့အခြေခံကျန်းမာရေးစောင့်ရှောက်မှုမရရှိခဲ့တာကြောင့်ကြာဆုံးခဲ့ရလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရဲ PPNN ကဥဆောင်ကော်မတီဝင် ကိုတိုင်ထွန်းက ပြောပါတယ်ကိုမျိုးမင်းဦးဟာဒိုင်ဟူအချင်းထောင်အတွင်းမှာအချင်းကြခံနေရစဉ်တွင်စီးကြောက်ယောဂဝေဒနာကိုပြင်းထန်စွာခံစားခဲ့ရပေမဲ့ ထောင်ပိုင်ထုတ်ပိုင်မှုနဲ့ထောင်ဆင်းအောင်ဆရာပေါ်တိုက်ထွေးတို့ကယောဂခန်းစားနေရသူကိုမျိုးမင်းဦးကိုလုံလောက်တဲ့ကျမ်းမာရေးဆောင်ရှောက်မှုကိုမပေးခဲ့တဲ့အတွက်ကြောင့်ဇန်နဝါရီလ10ရက်နေ့မှာကြာဆုံးခဲ့ရတာဖြစ်တယ်လို့ကိုတိုက်ထွန်းကပြောပါတယ်။ကိုမျိုးမင်းဦးဟာ2022ခုနှစ်အောက်တိုဘာလ18ရက်နေ့ကအကြမ်းဖက်စစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးအင်းစင်အကျဉ်းတောင်မှာ ပုံမှန်51က 50နှစ်ခါရုံနဲ့အမှုဖွင့်ပြီးအကျဉ်းချခံနေရတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်မေလကမှထောင်ဒဏ်ချမှတ်ခံရပြီးရဲ့နောက်မှာအင်းစင်အကျဉ်းထောင်ကနေဒိုင်အိုအကျဉ်းထောင်ကိုပြောင်းရွှေ့ခံခဲ့ရသူလည်းဖြစ်တယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်စီရဲ့အကျဉ်းထောင်တွေဟာအခုချိန်ထိအပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေကိုလိုက်ပါဆောင်ရွက်ခြင်းမရှိသေးတော့အကျဉ်းထောင်တွေအတွင်းကနိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေအသက်အမှားကံကျက်မရှိဘဲတေဆုံးမှုရာဂိုင်းတို့များနေအောင်မှဖြစ်တယ်လို့လည်းကိုတိုက် ထွန်းကထောက်ပြပြောဆိုထားပါတယ်ရှင်ဟုတ်ကဲ့ပါရှင်။ဒါအားရန်ကုန်ခေတ်တဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမမြပါ။